ားဒီနေ့ဗီဒီယိုလေးမှာတော့ဂေါ်လီအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဂေါ်လီအကြောင်းပဲဖြစ်ပါတယ်ဂေါ်လီထဲ့တယ်ဆိုတာအရွယ်ရောက်ပြီးတဲ့လိုပြိုလိုအို အမျိုးသားအများစုကတိပိသားအကြောင်းဖြစ်ပါတယ်ငယ်ရွယ်စဉ်လိုပြိုပောက်ဘဝကလေးကအနည်းဆက်ရအမျိုးသားတွေစီကနေကြားမိလေးရှိကြပါတယ်အမျိုးသားလင်တန်မှာအဖို့ထိဖြစ်အောင်အလုံးလေးထဲ့တာကိုဂေါ်လီထဲ့တယ်လို့ခေါ်ပါတယ် ဂေါ်လီထည့်ရတဲ့ရည်ရွယ်ချက်ကတော့လင်းစစ်ဆန်ဖို့အမျိုးသမီးကိုကာမအရာတာကိုမခံစားမှုတွေးနိုင်ဖို့အထက်ကျတာပဲဖြစ်ပါတယ်။အရွယ်ရောက်ပြီးအမျိုးသားတွေရဲ့လင်တန်းမှာတဘာဝအလျောက်အဖို့အနေငယ်ပါဝင်တော်လဲလူသားတွေသဘောတဘာဝအရာထူဆန်းခြင်းကြတာမှုအထက်ကျတာပဲဖြစ်ပါတယ်။ဂေါ်လီထက်ချင်းရဲ့သမယအကြောင်းကိုလည်လာကြရအောင်နော်။ လင်တန်မှာအဖုထီအောင်ဂေါ်လီထဲ့တာနဲ့ပတ်သက်ပြီးတော့တိကျတိချတဲ့တမိုင်ကြောင်တော့အထောက်အထားမရှိတော့ပါဘူးဒါပေမဲ့1980ပြည်နှစ်လွန်လေကလေးကလူငယ်ကာလသားတွေကြားမှာရေပန်းစားအပျော်များတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်တချို့တော့လိလာမှုအရဆိုလို့ရှိရင်ထိုင်းနိုင်ငံသားကြောက်တွင်အလို့သမားတွေကြားမှာစတင်အလိအထဖြစ်တယ်လို့ဆိုကြပါဗျ ကြောက်တွင်အလုတ်သမားတွေအနေနဲ့အဖိုးတန်ကြောက်တွေကို အလုတ်ရှင်မသိအောင်ခိုးထုတ်ရမှ အစစ်ဆေးမခံရအောင် လင်တန်အကြီးပြားသေးသေးတွင်ရာကအစာပြုတ်တယ်လို့ဆိုကြပါတယ် အဲ့ဒီမှာတစင်းပြီးတစင်းတဖြည်းဖြည်းကျပြင်းလာပြီးတော့အမျိုးသားတွေကြားမှာကာမအယတာအတွက်လှုပ်ဆောင်လာတဲ့နေလန်းတစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။ကာမအယတာလို့ပြောပြီးမဲ့အဂေါ်လီထက်ထားတဲ့အမျိုးသားအနေနဲ့ထူးထူးခြားခြားခံစားရတာမျိုးမဟုတ်ဘဲနဲ့လင်စစ်ဆန်ဖို့အမျိုးသမီး မာတာခန်းစားရတာဖြစ်ပါတယ်ဒါပေမဲ့အပြူမင်းကလေးနဲ့အလိအချင်းမရှိတဲ့တာမန်မင်းကလေးတွေမှာဂေါ်လီကြောင်းနာကျင်မှုကိုသာခန်းစားရတယ်လို့ဆိုထားကြပါတယ်ဒါဆိုရင်ဂေါ်လီကိုဘလို့ထည့်ရမလဲပေါ့နော်ဂေါ်လီထည့်အရာမှာအမျိုးသားလင်တန်နဲ့လင်တန်ကိုဖုံးအုပ်ထားတဲ့အရည်ပြားကြမှာပြောင်းဖိုးစိအရွယ်ဖန်လုံးလေးတွေကိုထည့်ထားကြတာဖြစ်ပါတယ် ဟန်လုံးအရွယ်အစားအမျိုးမျိုးထဲကြတယ်လို့ရှီအမျိုးမျိုးပုံစံနီပဲစီပုံစံစသဖြင့်ပေါ့နော်ပုံစံအမျိုးမျိုးပုံစံအမျိုးစုံလက်ထဲကြပါတယ်ဂိုလီအဖြစ်အသုံးပြုမဲ့ဟန်လုံးကိုရခင်ကဟန်လုံးထဲများဟန်ပလင်ပြားမှပလင်ကွေးစမြောင်းကို ပြောင်လျှော်လုံးဝင်းနေအောင်တွေးပြီးတော့တုံးကြပါတယ် အခုခေတ်မှာဆိုလို့ရှိရင်အရန်တင်းရနိုင်တဲ့ဖန်လုံးမျိုးကိုလည်းအသုံးပြုကြပါတယ်။ဂေါ်လီထဲလုပ်ငန်းစဉ်တွေဟာကျွမ်းကျင်ပညာရှင်များဆရာဝန်များကစနစ်တကျလှုပ်ဆောင်ပေးတာမျိုးမရှိသဖြင့်ကိုကိုတိုင်ဒါမှမဟုတ်အတွေ့အကြုံရှိပြီးသားသူများကပဲလှုပ်ပေးကြတာများပါတယ်။ဒါကြောင့်မလို့အန်တရယ်များတယ်လို့လည်းဆိုထားကြပါတယ်။ဂေါ်လီထဲရမှာလိန်အင်ကာကိုတန့်ရှိအောင်စီကြောတန့်စင်ပြီးတော့၆တွေးတဲ့အခါလိန်တန်အကြီးပြောက်ကို အပေါ်ဆွဲက ။ဘုဖက်ဒီဖက်ထုံချင်းဖောက်တဲ့ချီဖောက်ရပါတယ်။ထူဖောက်ရမှာဓာချွန်ကဲ့သို့ကရိယာတွေကို300ရမှာတန်စိတ်တက်တာကြောင့်ကောဒါမမဟုတ်ဖိုင်ဘာချွန်ဖြောင်းနေအောင်တွေးပြီးတော့အသုံးပြုကြတာပဲများပါတယ်။လင်တာအည်ပြောက်ကိုထုဖောက်ပြီးမှလင်တာနဲ့အည်ပြောက်ကြောင့်ဖန်လုံးထက်အတွင်းကနေသားတကြဖြစ်အောင်ထားကြပါတယ် ပြီးတော့မှအည်ပြောက်ကိုပြန်အုပ်ကအနာပုတ်ကို စတပရာနဲ့ကပ်ပြီးတော့အနာချက်အောင်ထားတာပဲဖြစ်ပါတယ်။ဂေါ်လီထဲ့ရမှာသုံးတကိယာမှန်တမြောက်ကို ကိုတတ်တန်းစင်ထားဖို့အနာမရှိအောင်ရည်မထီဖို့အနုမမိဖို့အစတာတွေကိုလည်းဂရုဆက်ရပါတယ်။ဂေါ်လီထဲ့ရမှာဂေါ်လီအလုံးရည်ကိုတစ်လုံးနှလုံးမှဆက်၍ဆယ်လုံးခန့်အထိထည့်တဲ့သူရှိပါတယ်။တစ်လုံးထဲအပေါ်တက်တက်ထည့်ထားလို့ရှိရင် ကြံ့ကြိုဘေးတစ်ဖက်တစ်ချက်စီတွင်နှလုံးထည့်ထားရင် ဖာမျက်စိပတ်ချလေတွင်ထည့်ထားရင်ငကားပတ်စသဖြင့်ခေါ်ဝါကြပါသေးတယ်။ဂေါ်လီထက်တင်းတလာပေါ့နော်။ဂေါ်လီထက်တင်းတလာလင်းတန်းမှာဂေါ်လီထက်တင်းမထက်တင်းနဲ့ပတ်သက်ပြီးတော့ရည်သားထားတာအချို့လည်းရှိပါတယ်။ပထမအချက်အနေနဲ့လင်းတန်းမှာဂေါ်လီထက်တဲ့ဆိုကြဲကရွေချက်ကတော့မကောင်းတော့ပါဘူးနော်။ စိတ်ရင်မကောင်းတော့ဘူးနဲ့ပဲအရင်စကားနဲ့ပြောနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တဘာဝမဟုတ်တဲ့အနေနဲ့ကုရဲ့လင်းစစ်ဆန်သူမင်းကလေးကိုအာယုံလို့ဆော့ဖို့ရည်ရွယ်ချက်နဲ့ထဲ့တာဖြစ်လို့ဖြစ်ပါတယ်။တနည်းအားဖြင့်ဒါဟာလင်ညာမှုဖြစ်ပါတယ်။ကုမှာအစွမ်းအစမရှိတာမို့ပြင်ပပစ္စည်းအကူအငင်ကိုရယူထားတာဖြစ်ပါတယ်။အစွမ်းအစရှိတဲ့ယောက်ျားကဆိုလို့ရှိရင်အဲ့ဒါကိုမလိုဘူးလို့လည်းဆိုကြပါတယ်။ တဘာဝကပေးထားတဲ့အရာတွေနဲ့ငကိုပါရှိတဲ့အရာတွေကမိမသားကိုချစ်ခင်ဆွဲလန်းနေအောင်ဆောင်ရွက်နိုင်မှယောက်ျားကောင်းဖြစ်တယ်လို့လည်းဆိုကြပြန်ပါတယ်။ဒုတိယချက်အနေနဲ့ဂေါ်လီထဲ့တဲ့ဆိုကြတဲ့ကဒီယောက်ျားဟာလင်မှုကိစ္စမှာပွေရောနေမယ်လို့အတိအလင်းရည်ရွယ်ထားသူလို့ပဲဆိုကြပြန်တယ်။တာမန်နေထောင်တဲ့ဦးမိမတဲ့ဦးနဲ့မအိတ်လို့တဲ့ဦးဟာသူလင်တန်မှာဂေါ်လီထဲ့ဖို့တောင်းစဉ်းစားမိမှမဟုတ်တော့ဘူး။ တေချာတယ်လို့ပြောပါတယ်လင်တန်မန်ဂိုလီထဲ့သူတအိုးဟာအိတ်ဖို့တအိုးနှအိုးသုံးအိုးမကအများပြနေတော့မှ မေကြီးလက်ခံမလွယ်ပါဘူးနော်ဒီအတွက်သူ့မှာမင်းမတစားတစင်ပြီးတစင်ကိုစစ်တက်တဲ့ခုခံအားကြောင့်ကိုစစ်တက်တာအပါအဝင်လင်မတစင်ကိုစိတ်တဲ့ယောဂါကိုရခိုင်နှုံးမှလည်းမတန်များလွန်းလာပါတယ်ဒီဂိုလီကိစ္စကိုအနောက်ပိုင်းစီးပညာရှင်တွေ တိကုံတာဟာလိမ္မတစင်ကိုစိတ်ယောဂါတွေဟာလာရောက်ကုတရာတွင်အဲ့ဒီယောက်ျားတွေရဲ့လင်တာပါဘူမိုဟာနာတွေကိုတွေ့ရအမအစတင်ပါတယ်တတိယချက်အနေနဲ့ဒီကိစ္စဟာအနောက်နိုင်ငံတွေမှာ ခင်မစားပါဘူးအရှိတိုက်ကတော့ခင်စားပါတယ်အထူးသဖြင့် အရှိဖျားရီတဲ့နဲ့အရှိတောင်အရှာမှာခင်စားတာကိုတွေ့ရပါတယ် ခက်စားတဲ့ဆိုရမှာလဲအကျဉ်းထောင်တွေနဲ့လူမှုရေးစီးပွားရေးနိုင်ကြသူတွေများကြားမှာခက်စားလာတာဖြစ်ပါတယ်။ဒါနည်းပြောရမယ်ဆိုလို့ရှိရင်စီးရဲနွမ်းပါသူတွေပညာမဲ့တဲ့သူတွေကြားမှာခက်စားနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကိစ္စဖြင့်ခေါင်းစဉ်ကိုအောက်တန်းစားတွေလောက်တာကိုတမင်လဲဖော်ပြကြပါတယ်။စင်ချင်းစရာရှိသူတွေမလောက်ကြပါဘူး။ဘဝမှာအောင်မြင်တဲ့သူတွေလည်းမလောက်ကြပါဘူးလို့ဆိုကြပါတယ်။ ပြမို့ကျိုးလွန်တဲ့သူတွေလည်းမလုပ်ကြဘူးလို့လည်းဆိုကြပြန်ပါတယ်။စတုထချက်အနေနဲ့ဒါကူအများဆုံးလုပ်ကြတာက ထိုင်းနိုင်ငံဖြစ်တယ်လို့သူတည်တနာတွေက ဆိုကြပါတယ်။ထိုင်းနိုင်ငံကတကဘာလုံးမှာပြည်တစားအပေါ်ဆုံးနိုင်ငံဖြစ်တယ်ဆိုတဲ့ဆက်ဆက်မှုယူလို့ရပါတယ်။ ဒါဟာလေဒုတိယချက်နဲ့ဆက်ဆက်နေသလိုတတိယအချက်ပါ ထိုက်ကတော့နီလိုတန်းစားနဲ့လူမှုစီးပွားရေးအခြေအနေတွေကြအတူများကြမှာတွေ့ရတာလည်းများပါတယ်ဒီထက်ပို အရေးကြီးတာကတော့ဒါတွေဟာနားလေတကျွန်းသူဒူနာပြုဆရာဝန်တွေကဆောင်ရွက်ပေးခြင်းမရှိဘဲနဲ့ကုဘာတာကိုဖြစ်စေစေပညာနဲ့ပတ်သက်လို့နားလေတည်ရှိမှုမရှိငွေချင်းမိတ်ဆွေတွေကဖြစ်စေလှုပ်ဆောင်ပေးတာများပါတယ် အဲ့ဒီအတွက်ပြဿနာရှိနိုင်ပါတယ်ဒီပြဿနာတွေထဲမှာထက်ရင်ပိုးဝင်နိုင်တယ်လို့ထက်ပြီးတဲ့နောက်ပိုင်းမှာလည်းဂောလီကစီလန်ကျန်းထဲကိုရောက်သွားတယ်လို့ပြဿနာတွေကတိတ်ကုန်တဲ့အခြေရှိခဲ့ပါတယ်ဒါအပြင်ခုနောက်ပိုင်းမှာထပ်တွေ့ရတာကတော့အဲ့ဒါလို့ချင်းနဲ့လိန်တန်ကင်းစာရှိနိုင်တယ်လို့လဲဆိုကြပါတယ်အခုဖော်ပြခဲ့တဲ့အရာကတော့လင်ငင်ကဂေါ်လီထက်ချင်းနဲ့ပတ်သက်ပြီးတော့ တိထားတင်တဲ့အချက်ပဲဖြစ်ပါတယ်။စိုးကျိုးတွေကလည်းအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂေါ်လီထဲ့တယ်ဆိုတဲ့ခရေကရွေချက်မကောင်းတော့ဘူးလို့လည်းတတ်မှတ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့မဟုတ်တဲ့အနေနဲ့ကိုနဲ့လင်းဆက်ဆံဖို့မင်းမသားကိုအာယုံတို့ဆော့ဖို့ရွေရွေဒါလည်းဖြစ်ပါတယ်။ ဒါကတော့လင်တန်ဂိုလီထဲ့ချင်းနဲ့ပတ်သက်ပြီးသူစမ်းချင်တာပဲဖြစ်ဖြစ်ဂိုလီထဲ့ရင်ကောင်းမလားစဉ်းစားတဲ့သူတွေကတော့အကျိုးဆက်ကတော့ရနိုင်တဲ့လူမှုရေးချိခိုင်မှုကိုရှိစေတယ်လို့စဉ်းစားဖို့တော့လိုအပ်ပါတယ်ဒီဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်